Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လေခင်ဗျာခင်ဗျာကျွန်တော်ရဲ့ Bay Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 14ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားပြီးမှ Reaction လုပ်ကြပါမယ်ဖြစ်ပါတယ် Okay အရင်ဆုံးလုံရင်တူရှင်သတင်းတွေဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတပုတ်ကတော့လာရှိုးမြို့မှာရှိတဲ့ MMDA တပ်များကိုစစ်တပ်ကဆုတ်ခွာခိုင်းသည်ဆိုတဲ့သတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စီတင်းမှာကလာရှိုးမြို့ဝင်ပေါက်များနဲ့လမ်းများပိတ်ပင်ထားတယ်လို့သိရပါတယ်နော်။ ဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာရှိတဲ့ MMD တပ်များကိုစစ်တပ်ကဆုတ်ခွာခိုင်းမှုကြောင့်ကိုးကန်းနဲ့စစ်တပ်ကြားနှစ်ဖက်စီတင်းမာလာပြီးလာရှုံမြို့ဝင်ပေါက်များနဲ့လမ်းများကိုနှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းဒေသပြည်သူများနဲ့စီးရဲသတင်းများကသတင်းပေးပို့ထားတယ်လို့သိရပါဗျ။အဲ့တော့တီဘောသရကနေတဲ့ဘယ်သူမှပေးမဖြစ်တော့ဘူးတဲ့အခုစီးရဲတင်းမာတာလားဘာကြောင့်လဲတော့သိချာမသိဘူးဂျားထဲမှာတရုတ်ကဂျားဝင်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးကတော့တရက်ပေါက်တဲ့အထိဖြစ်ကြမယ်လို့တော့မထင်ပါဘူးတဲ့နှစ်ဖက်တင်းမာပြီးတရုတ်ကဝင်ကြီးလိုက်ရင်ပြီးသွားမှာပဲလမ်းသားတွေပိတ်တာကလည်းခဏလောက်ပဲဖြစ်မယ်လို့ထင်ပါတယ်လို့တချို့ တွေကအဲ့လိုမျိုးတုံးသက်ထားတယ်ပေါ့နော်အဲ့တော့အချမ်းဖက်စစ်ကောင်စီမင်းအောင်လိုင်ကတဖြည်းဖြည်းနဲ့သူတို့ဒီစစ်တပ်ကလူပါဝပြီးမှပေါ့နော်မြို့ပြင်မှာရှိတဲ့တပ်တွေကိုပါဒီ MMD တပ်တွေကိုပါဆုတ်ခိုင်းတဲ့အနေအထားမှာစီးတင်းမှလာတဲ့တတိယလေးပဲဖြစ်ပါတယ်နော်အဲ့တော့ဘာပြောပြန်ပြီးတော့ပေါ့နော် MMD ကပြန်တိုက်တယ်ဆိုတော့ကောင်းတာပေါ့နော်ကောင်းတယ်အဲ့တော့ဘလိုပဲဖြစ်ပါ MMD ကလည်း loss ပဲနောက်ဆုတ်သွားတဲ့အတွက်ပြည်သူလူထုရဲ့ဝေဖန်မှုကိုခံနေရပါတယ်နော် ။နောက်ထပ်သတင်းဘုတ်ကတော့မြင်းချံမြို့နယ်စုံရပြူစခန်းကို60မမလက်နက်ကြီးပစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့တော့မန်းလေးတိုင်းမြင်းချံမြို့နယ်စုံရပြူစခန်းကို60မမလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဇင်ယော်နီစနိုက်ပါပတ်ကင်း Carilla Force ကတည်းထုတ်ပြန်ထားလို့သိရပါတယ်။အဲမြင်းချံမြို့နယ်စုံပြူစခန်းကို60မမလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခဲ့ခဲ့တာဖြစ်ပြီးပြူကာကင်းစခန်းကိုထိမှန်ကစစ်ကောင်ရှင်တပ်သားတွေထိခိုက်သိမ်းဆုပ်မှုရှိခဲ့လို့သိရပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ AA မှာဌာနဆိုင်ရာ၅ခုအတွက်ဝန်ထမ်းတွေခေါ်ယူနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒူဦးစီး၂၈နေရာအတွက်ရှောက်ထားနိုင်ကြောင်းလည်းသိရပါတယ်ခင်ဗျာ။ ULA AA ရဲ့အာရခတက်တော့တော်လိုင်းအစိုးရအဖွဲ့မှဘ ਹੁ အုပ်ချုပ်ရေးဌာနအပါအဝင်ဌာနဆိုင်ရာ၅ခုအတွက်လစ်လက်နေသောဦးစီးအရာရှိနဲ့ဒူဦးစီးအရာရှိနေရာ၂၈နေရာအားရှောက်လောက်ခေါ်ယူနေကြောင်းသိရပါတယ်တဲ့။အာရခတက်တော့ပြည်သူတော်လိုင်းအစိုးရဤပြည်သူဝန်ထမ်းရွေးချယ်ခန့်အေးကော်မရှင် APSC ကအောက်တိုဘာလ31ရက်နေ့ ရက်စွေထုတ်ပြန်ရှောက်လောက်ခေါ်ယူနေခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်အဲ့တော့အဲ့ဒီမှာဒီ AA ကဒီအလုတ်ကိုင်းနေရာတွေခေါ်တဲ့သတင်းပဲဖြစ်ပါတယ်နော်နောက်တဲ့သတင်းဘောက်ကတော့သတင်းတာတွေတိုင်းသတင်းတာတွေမျိုးနဲ့မောင်တော်မျိုးပေါ်တွင် စစ်တပ်နဲ့တော်လိုင်းရဲတပ်များကြတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မောင်တော်မြို့မှရဲစခန်းနဲ့လာဝကလုံခြုံရေးဂိတ်များကိုတော်လိုင်းရဲတပ်များကသိမ်းယူလိုက်ကြောင်းတော်လိုင်းသတင်းရင်းမြစ်ကသိရပါဗျ။သူတို့စစ်ကြောင်းထိုးတဲ့နေရာကနေတိုက်ပွဲကမြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာဟာအခုမြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လိုင်းရဲတပ်တွေထိထားတယ်။မြို့ပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်။နေမြေစိုးမှုကတော်လိုင်းတပ်ကပို့ဆိုးထားတယ်လို့လည်းသတင်းရရှိပါတယ်ခင်ဗျာ။ မင်္ဂလာတို့ဝါယာလက်တောတိုက်ဤကွက်ဘိုးချုပ်ရည်မှုဦးအေးမြင့်နှင့်အဖွဲ့ကနေပေါ်တက်၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကြောက်ဆဲတွင်အလုတ်သွားသည့်လူငယ်ရှိဦးကိုထွေအုပ်နှင့်စစ်တပ်ကဂိတ်ချဖမ်းဆီးပြီးစစ်မှုထမ်းတင်းတန်းကြောင်ပို့လိုက်တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့တော့အုတ်ကြီးကလည်းသူနဲ့မတည့်တဲ့အိမ်သူနဲ့အဆင်မပြေတဲ့အိမ်တွေကိုအဲ့စင်းဆိုပြီးလူငယ်တွေကိုတတ်ဖမ်းတာပြီးတော့စစ်မေးစရာရှိလို့ဆိုရင်နောက်နေ့စစ်စစ်မှုထမ်းတင်းတန်းကိုကြောက်ပို့တာပဲဖမ်းခံရတဲ့လူငယ်တွေရဲ့မိသားစုဝင်တွေကအနောက်ကနေလိုက်ထုတ်ဖို့လှုပ်တော့လေအဆက်အသွယ်မရပဲစစ်ထဲပို့တယ်လို့ရက်ကွက်ပြည်သူတွေတူကသတင်းပို့ထားလို့သိရပါတယ်ခင်ဗျာ။ ကဲကျွန်တော်တို့လွန်ရေးတူရှင်သတင်းတွေဖတ်လို့ပြီမှာပေါ့နော်သတင်းပြူတွေချက်လောက်သွားကြည့်အောင်နော်အခုဆိုရင်အမေရိကန်ကကြားဖြတ်နှိမ်နင်းဖို့ပေါ့နော် special အဖွဲ့အစည်းတွေဖွဲ့စည်းထားတယ်ဆိုတော့ဒါတော့ရှိတောင်အရှာမှာ crypto ငွေကြေး online ငွေလိမ်လည်တဲ့ကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်နှိမ်နင်းဖို့အတွက်အထူးတပ်ဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်အစိုးရကနိုမာလာ၁၂ရက်မှာကြေညာလိုက်ပါတယ်ငွေလိမ်ကိုင်းတိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force လို့နာမည်ပေးထားတဲ့အဖွဲ့ကို Washington မှာ American အစိုးရရှေ့နေ Chennai Faripiro ကဦးဆောင်ပြီးတရားရေးဝန်ကြီးဌာန FBI နဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတွေအပါအဝင် Federal ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူဖွဲ့စည်းလိုက်တာပါ။ထားမြမနယ်ဆက်ကကြားဖြတ်လုပ်ငန်းတွေကိုသူတို့နှိမ်နင်းနေတယ်ဆိုပြီးစစ်တပ်လက်အောက်ခံနိုင်ငံသားရေးဝန်ကြီးကနိုင်ငံတကာတန်တမန်တွေကိုခေါ်ပြီးရှင်းပြခဲ့တယ်လို့ Normala 7ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စကိုင်းတိုင်းကမ်းမလူမြို့နယ်ကနေခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုနိုမာလာ၁၂ရက်နေ့မနက်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုလာတယ်လို့ဒေသခံတွေကပြောပါတယ်။ကဲကျွန်တော်နောက်ထပ်နောက်ထောင်မယ့်သတင်းကတော့မနေ့ကပါနော်။ဒီအမှုပညာရှင်တွေစုပေါင်းပြီးရှယ်ယာတွေပါထားတဲ့ရုပ်ရှင်ကိုမီးလောင်တဲ့သတင်းလေးနောက်ထောင်ကြည့်အောင်နော်။ရုပ်ရှင်လောကသားတွေရှယ်ယာထည့်ထားတဲ့မန္တလေးမြို့ကပါရာဒီဆိုရုပ်ရှင်ရုံတွေ မနေ့ကညနေပိုင်းမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ13ရက်နေ့ညနေ9:00နာရီခန့်ကမန္တလေးမြို့မဟာအောင်မြေမြို့နယ်86လမ်း42လမ်းအနီးမှာဆောက်လုပ်ဆဲဖြစ်တဲ့ပါရာဒီဆိုရုပ်ရှင်ရုံးဟာအကူလာကုံမှာဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီးဖွင့်ပွဲ မတိုင်ခင်မှာအခုလိုမီးလောင်ကျွမ်းခဲ့တာပါ။အဆိုပါရုပ်ရှင်ရုံးဟာ2019ခုနှစ်မှာရုံတရားစီမံကိန်းအဖြစ်စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး2020ပြည့်နှစ်မှာစတင်တည်ဆောက်ခဲ့တာ ကိုဗစ်ကပ်ရောဂါနဲ့တိုးလို့ဆောက်လုပ်ရေးတွေရပ်နားခဲ့တာဖြစ်ကြောင်းနဲ့တခါမှမပြရသေးတဲ့ရောအသစ်ဖြစ်ကြောင်းဒေသခံတွေထံကသိရပါဗျ။ဘလို့ကနေစတင် လောင်ကျွမ်းခဲ့တယ်ဆိုတာမသိရသေးပေမဲ့မိနစ်အနည်းငယ်ကြာတဲ့လောင်ကျွမ်းမှုမှာ ရုံအပြင်ပိုင်းပျက်စီးမှုမရှိပေမဲ့အတွင်းကန်းနေပျက်စီးတယ်လို့မိသက်တွေစီကသိရပါဗျ။ပါရာဒီဆိုရုပ်ရှင်ရောဟာအမှုပညာလောကမှာလူသစ်တွေမွေးထုတ်ပေးနေပြီးအခုဆေဟာနာရှင်ရဲ့ဝါရဖြန့်ဇာကားတွေကိုနောက်ွယ်ကနေကြိုးကင်ဆောင်ရွက်နေတဲ့ နာမည်ကြီးဟာသာတယုတ်ဆောင်တဦးကရှယ်ယာပိုင်ဆိုင်ထားတယ်လို့လည်းပြောဆိုနေကြတာတွေရှိနေပါတယ်ရှင်။ကဲဒါကတော့မနေ့ကလူမျိုးရဲ့ရုပ်ရှင်ရုံမိလောင်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။ဒီရုပ်ရှင်ရုံကအစ်စ်ဖြစ်ပြီးတော့နော်မဖွင့်ရသေးဘူး။အခုချိန်မှာတော့မိလောင်လို့တော်တော်လေးပျက်စီးသွားတွေ့ရပါတယ်နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အခုဆိုရင်ချမ်ပစ်စစ်ကောင်စီစစ်တပ်ကပေါ့နော်။ချမ်ပုတ်ကပါအာနာသိမ်းထားတဲ့သတင်းဥသိမ်းမပြောတဲ့ထည်ကအတူလေးပေါ့နော်ကျွန်တော်ချက်ထားတော့ပြောနော်ဘိုးကျုပ်မင်းအောင်လှိုင်ရဲ့အစီအစဉ်လို့မြန်မာနောက်မီဒီယာကိုဘူလက်လာဆွေကပြောထားတာရှိပါတယ် ဥက္ကီဟာတက်ထောက်ခံဆန္ဒပြပွဲတွေကိုအဓိကစီစဉ်သူပါလို့ဥဆိုသိန်းကသူရေးတဲ့ဒီမိုကရေစီဒုတိယအစိုးရအသစ်နဲ့မြန်မာနိုင်ငံစာအုပ်ဒုတိယရက်မှာရေးသားထားပါတယ်။ဘူမင်းအွန်လိုင်းကသူ့လူဥက္ကီကိုပို့ထားပြီးတော့ဥတန်းထိတ်ကိုထိန်းခိုင်းထားကြတဲ့အစီအစဉ်အကုန်လုံးရှိပြီးသားဖြစ်ပုံရပါတယ်။အဲဒါဆိုရင်ချက်ဖွတ်ပါတီကိုဘယ်ချိန်မှာစစ်တပ်ကအာဏာသိမ်းလိုက်တယ်လဲဆိုလို့ရှိရင်ဥတန်းထိတ်ကိုဖျောက်ချပြီးတော့ဥက္ကီဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာစရတယ်လို့ပြောရင်ပြောနိုင်ပါလိမ့်မယ်။ အခုညိုစော့ online တွေမြထွန်းဦးအစရှိတဲ့ငဲကျွန်တော်တတိုက်ကိုပို့လိုက်တဲ့အချိန်မှာတော့အာနာသိန်းရဲ့ဖြစ်စဉ်ဟာလုံးဝပြည့်စုံသွားပါပြီဘုံမင်း online ရေးထားတဲ့ဇန်ညွန်းကြီးဟာအခုဆိုလို့ရှိရင်ပဲတော်တော်မြင်သားနေပါပြီသူစစ်ကောင်းစီမှာဝင်ကြီးလုတ်တဲ့လူတွေခေါင်းဆောင်လုတ်တဲ့လူတွေကိုအကုန်ကြက်ဖွင့်တဲ့ကိုပို့ထားပြီးပါပြီကြက်ဖွင့်ပါတီအနိုင်ရအောင်လို့သူ့ရဲ့အဓိကခလုတ်ကတိကြီးဖြစ်တဲ့ NLD ပါတီကိုလည်းလမ်းရှင်းထားပြီးပါပြီကြက်ဖွင့်ပါတီအနိုင်ရတဲ့အခါမှာ လွတ်တော်အတွက်စစ်သားကိုယ်စားလှယ်၃ပုံ၃ပုံဆိုတာကိုလည်းဘိုးမင်းအွန်လိုင်းကပဲရွေးချယ်ဆွေးနွေးပေးမှာပါ ပြီးတော့တူတူပြောရလို့ရှိရင်သူပဲသမ္မတကြီးလုပ်မှာပါပြီးတော့ချက်ဖွတ်ပါတီထဲမှာ သူထည့်ထားတဲ့သူတွေကိုပဲဝင်းကြီးတွေပြန်လုပ်ခိုင်းမှာပါဒီတော့ရွေးကောက်ပွဲအပြီးပေါ်လာမဲ့အစိုးရဟာစစ်ကောင်စီတွေကလူတွေအတိုင်းပဲပြန်ဖြစ်လာမှာပါရွေးကောက်ပွဲအပြီးပေါ်လာမဲ့အစိုးရဆိုတာဟာစစ်ကောင်စီကိုနာမည်ပြောင်းထားတဲ့အစိုးရပဲဖြစ်လာမှာပါ စစ်ကောင်စီကိုနာမည်လေးပြောင်းဖို့အတွက်ဒီလောက်ငွေကုန်ကြေးကျခံပြီးရွေးကောက်ပွဲကြီးလုပ်နေတာပါဒီလောက်လူတွေအများကြီးတက်ပြီးတော့ဘုံကျဲနေတာကလည်းအဲ့ဒီအတွက်ပါပဲအဲ့ဒါလို့လုပ်ပြီးသူလိုချင်တဲ့တရားဝင်မှု legitimacy ဆိုတာကိုရလိမ့်မယ်လို့သူအမျှော်လင့်ကြီးမျှော်လင့်ထားပါတယ်တော်တော်ရက်စက်တယ်ကောင်နော်ဒါပေမဲ့ပြုတ်ပါလားသူ့လုပ်ရက်တွေကအစိုးရင်ကြီးပြီးတော့အလွန်အကျွံနေဖြစ်နေပါတယ်တိတ်ပြီးတော့လဲတိတာလွန်းနေပါတယ် အဲ့ဒါလိုနာမည်ပြောင်းဒစိမ့်စ်ကတ်ထားတဲ့အစိုးရဆိုတာကိုဘယ်သူမှလက်ခံမှာမဟုတ်ပါဘူးဘူမင်းအောင်လှိုင်ရဲ့အစီအစဉ်တွေအကုန်လုံးဖြစ်လာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါလိုဖြစ်လာရင်တောင်သူ့ရည်မှန်းချက်တွေကတော့တခုမှမအောင်မြင်မဲ့အကုန်လုံးတဲတဲ့ရေးသွန်းဖြစ်ရပါလိမ့်မယ်ရွေးကောက်ပွဲအပြီးပေါ်လာမဲ့အစိုးရအသစ်ဆိုတာဟာပလင်းပြောင်းပြီးဒစိမ့်အသစ်ကတ်ထားတဲ့ငံပြားရည်ပလင်းပဲဖြစ်ပါလိမ့်မယ်ဘာဒစိမ့်ကတ်ကငံပြားရည်အနှံ့ကတော့ပြောက်မှာမဟုတ်ပါဘူး ်ဥခိကြီးကတော့လွတ်တော်ဥက္ကဋ္ဌလောက်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်ကံကောင်းရင်ဒုသမရလောက်အထိအမြင့်ဆုံးညွန်မန်းနိုင်မယ်ထင်ပါတယ်ဥခိကြီးကိုသမရပေးပြီးတော့ဘုံမေအောင်တန်းကနိုင်ငံတော်အုပ်ဆောင်လို့ဘာလို့ဆိုတာမျိုးကိုလှုပ်ချင်လှုပ်လိမ့်မယ်လို့ခံမှန်းတဲ့သူတွေလည်းရှိပါတယ်အဲ့တော့တော့မကြောက်တော့ဘူးလို့ထင်ပါတယ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံလုပ်တယ်ဆိုတာကဖြက်စီးနောက်ရက်သူတွေများလွန်းတဲ့အတွက်သမရလှုပ်ခွင့်မရလို့လှုပ်ယူရတာပါဒီတော့2025 ရွေးကောက်ပွဲရဲ့အထုပ်ပတ်တွေကိုအကျဉ်းချုပ်ရေးရမယ်ဆိုရင်ဥပဒေကိုသူချိုးဖောက်ချင်တယ်လို့ချိုးဖောက်ပြီးတော့စံညွန့်ကိုသူကြိုက်တယ်လို့ရေးထားတဲ့ဘုံမင်းအောင်လိုက်မင်းသားကြီးလုပ်မဲ့ဇလတ်ပါပဲအဲ့ဒါကြောင့်လဲရွေးကောက်ပွဲရလတ်ဟာတက်မတော်ကြိုက်တဲ့ရလတ်မျိုးဖြစ်ဖို့အရေးကြီးတယ်လို့ကိုကိုကြီးကပြောတာထင်ပါတယ်ဘုံမင်းအောင်လိုက်ဆိုတာကမင်းသားကြီးမလုပ်ရရင်ပတ်မကြီးထိုးဖောက်မဲ့လူစားမှန်းသိလို့ ကြောက်စိတ်နဲ့အဲ့ဒါလိုပြောတာဖြစ်ပါလိမ့်မယ်။ကဲခုဆိုရင်တော့အားလုံးကဘုံဘွင်းပေါ်ပြီပေါ့နော်။အဲကြမ်းဖုတ်ပါတီရောမှသူတို့ကဒီဥတန်ထေးကိုထုတ်ပြီးမှကြမ်းဒီခင်ယူထည့်ထားကြတဲ့ဒါသူတို့အာနာသိမ်းလိုက်ပြီဆိုတော့အထွေခွန်မျိုးနဲ့သူတို့တုံးသက်ပေးတာဖြစ်ပါနော်။တကယ်လည်းမှန်ပါတယ်။ခုဆိုရင်မင်းအောင်လိုင်ကအရာအားလုံးကိုသူထိမ့်ချုပ်ပြီးမှ तू ကတမရလုံးမဲ့အကွက်တွေအားလုံးကမြင်နေပေါ့နော်။ဟိုတော့ဆိုရင်အာဒီဇဘိုးဟင်းတို့ရှိတော့ဆိုရင်သူတို့ပြောရင်သူတို့လက်မခံဘူးနော်။ခုအားလုံးကတော့လက်ခံမယ့်အခြေအနေဖြစ်နေပါပြီနော်။ကဲကျွန်တော်နောက်ကြည့်ရမယ်နောက်ထပ်ကြည့်ရမယ့်သတင်းကတော့ဒီ မနေ့ကဒီစေချောင်းတောင်းလုံးဖြုတ်လိုက်တယ်ဗျနော်ဘိုဘိုက်ချဲရဲ့အင်တာဗျူးတည်းကဗျနော်အတော်လေးပေါ့နော်ချက်တန်းတော့ကြည်အောင်သူပြောတဲ့အထဲမှာအဲဒါမှဆိုရင်သူဘလောက်တောင်မှဂျပန်မင်းအောင်လဲစီမှာလူတွေရှားပြီးမှဗျနော်ចောင်းသားတွေကိုပေါ်တာဆွဲနေတယ်ဆိုတော့သူပြောထားတယ်ခဏလောက်ကျန်ရက်လို့ဒါဟုတ်ကျန်မြူတာဟင်းမင်းကဘလို့ဒီရဲ့ဘယ်လောက်တော့ကျွန်တော်လည်းကျွန်တော်ဂျူရှင်ရအဆင်းမှာကျွန်တော်ပေါ်တာဆွဲသွားတယ်အဲ့ဒါမှအိမ်ယူမှာအိမ်ယူယူခိုင်းတော့အိမ်ယူယူခိုင်းနေပါတယ်ပတ်စံပေးပြီးတော့ပတ်စံပေးပြီးတော့ပြန်လုံးပေးပြီးတယ်ရှေ့ထဲမှာလိုက်မိသားစုတက်မှာဆိုလို့ကျွန်တော်လိုက်ခဲ့ရပါတယ်ပြောတာ ။ဒီကောင်လေးရဘယ်လောက်ဒီကောင်လေးဘယ်လောက်ဒီစစ်တပ်မှာအင်အားမရှိဘူးလို့ဆိုရင်သိရမလား။ဒီကောင်လေးအကြောင်းသားတွေအသာသိရမလား။ဘော်တာဆွဲနေကြ යි ။လိုင်းပေါ်မှာတော့သိရမှာအကြောင်းသူမလေးတွေကကြကတဲ့ဗျူဟန်လေးတင်းကထိန်ကထိန်နေတယ်။အဲအဲ့လိုအဲ့လိုအဲ့လိုဒီမြေတကယ်တော့မဟုတ်ဘူး။အကြောင်းသားတွေကတော့ဘော်တာဆွဲပြီးရှေ့ထဲမှာထည့်နေ။အော်ဆက်ချောင်းနေဆိုဆက်ချောင်းနေပဲရှိသေးတယ်သူပြောရတာเนาะပြီးရင်အဲ့လိုတနတ်တောင်မှပြစ်တက်ဦးဆိုပြောပြောရလေတော့ပြစ်တက်တယ်ပြီပါတယ်အင်းအင်းအဲ့တော့ရင်းငယ်တယ်ကျွန်တော် ်အရန်ငယ်တို့အရန်ကြီးတဲ့ဘိုးတို့လည်းပါတယ်။သုံးကြီးတွေလည်းပါတယ်။အဲအဲလုံးပါအဲတန်သေးတယ်ဟလာ။တော်ရကဟိုကျွန်တော်ကတို့ရင်သုံးမေးတာဟိုကတို့မင်းတို့တကြောင်းဘူးဘူးလဲလို့ပြောနေတယ်။အဲတကြောင်းဘူးရတယ်ဟိုကနေဘိုးဘိုးတယောက်ပါတယ်။အဲအဲ့ဘိုးတယောက်ကိုတွားကြည့်တာဘိုးတယောက်ကဒီမှာဘိုးတယောက်ကသေးနေပြီ။ဟုတ်။အာရ။အဲ့ဘိုးတယောက်ကျနေမှာအဲဘိုးတယောက်ကသေးနေပြီ။ကျွန်တော်အဲ့ရနေမှာကျွန်တော်ရဲဘော်တယောက်ကနေမှာအဲ့တကြောင်းတော့လိုင်းလိုင်းကျွန်တော်ရှေ့ရောက်သွားချင်းလိုင်းလိုင်းကျွန်တော်တနက်တလေအဲ့အဲ့ဒီဟိုကကျွန်တော်တနက်ကပါမသွားအဲ့ကျွန်တော်လက်ကတော့ထားရပြီးတော့လက်လူကြီးပြေးလိုက်သွားလိုက်ပြီးတော့ ်ကြည့်တော့အဲ့ဒီဟိုကဒီဘောလေးကောင်းနေမှာရွှေရွှေရွှေတနက်တနက်တဲ့အဲ့ဒီဘူးစင်းနေအတူထုတ်ပြီအတူထုတ်ပြီးတော့အဲ့ဒီဆိုအဲ့ဒီဆိုရှင်းနေရဝင်းနေရတည်းဆိုရှင်းနေဝင်းနေတဲ့အချိန်ရောဆိုတော့ဟွာလို့တော့ရှင်းမှာခွေးနေရရှင်းနေလိုက်နေတဲ့အချိန်လိုက်နေချင်းကျွန်တော်လည်းညံပြေးလိုက်သွားပြီးတော့ရှင်းမှာခွေးကထပြီးတနက်နဲ့ထချင်းတယ်ထချင်းတော့ဒီကလည်းတနက်ကလည်းမောင်းအချိန်ထားဆိုတော့မိမိရကဆိုပြက်ခွာဖောင်းဝင်နေကြတယ်တနက်ကတခြားလိုက်ပြီးသူတနက်ကအဲ့ဘူးရဲ့တနက်ကဂျမ်းပြေးသွားဟုတ် အဲ့ဒီမှာအဲ့ကောင်လို့မှန်လားမှန်လားမသိဘူးတယ်မှာသူကစပြတော့တော့ကောင်ဒရုန်းနဲ့ကွက်တီမှန်လားမမှန်ကျွန်တော်ပြစ်ခံရအောင်ကောင်ကွက်တီမှန်သွားလို့အဲမမှန်ကျွန်တော်ပြစ်ခံရမလားကျွန်တော်ကဟာရောဆိုခွေးခွေးဒီမှာတစ်ချက်ပြန်တော့ရတော့အဲ့မှန်ပြီးအကောင်တခါတန်းလဲသားပြီးတော့ကျွန်တော်တန်းတယ်ကျွန်တော်အဲ့ဘူရဲယူတဲ့တနက်ကလည်းဟိုဖြစ်သွားချမ်းဖြစ်သွားပြီဘယ်လိုမှလုပ်မလာတော့ကိုယ်နဲ့မထိုးထိုးလည်းပြင်ပြစ်သွားရောင်းနေတဲ့လေမကောင်းတော့ဘူးပြန်မ။ဟုတ်ဟုတ်ဟုတ်။အော်ထချိန်တဲ့ပါလေဘူးဘူးပါလေတွန်းချိန်ပါလေ။အဲဟုတ်တယ်တက်သားနေမှာပါအဲ့တော့တက်ပလိုက်ပြန်နားလည်ကျွန်တော်တန်းတဲ့ချိန်လို့ဆိုရင် အဲ့မှာသူတို့အစားတော့ဒါပါစပါစပါစတွေရှိရနေပြီးတင်ပြီးတော့တွားတာပေါ့နော်ပါစတွေတွားတယ်ခုနလိုပြီးရင်ဗာလေဟိုဟိုပြူပြူစောတိတယ်ပြူစောတိတွေပေါ်လာဆွဲခံနေရအထုပ်တွေတည်ပြီးရှိရနေတွားရတာပေါ့နော်ဒါပေမဲ့အခုကဟိုဘယ်လိုပုံစံဖြစ်လဲဆိုတော့အကုန်လုံးစူပေါင်းဆက်ပေါင်းပုံစံတွေဖြစ်နေတွေ့ရပါပေါ့နော်ပါစပါတယ်ပြူပါတယ်ပြီးရင်ဒါစကားစပါမယ်စကားစတော့မှပဲအဲတစ်တုံးလုံးက တစ်ဖွဲ့ပါမယ်တခြားစက်တစ်ကတစ်ဖွဲ့ပါမယ်120 109ဟမ်119 120အဲ့ဒါတွေပါအဲ့အဲ့လိုမျိုးတွေပါဆိုတော့ဒီအခုသကစအဲ့ဘက်မှာလက်ရှိလှုပ်ရှားနေတဲ့ပုံစံမျိုးကအဲ့အဲ့အဲ့လိုပုံစံမျိုးဘာတွေများထူးခြားရရှိလဲအဲ့ဥစားဟိုအရင်ကတည်းကစရင်ပုံရတဲ့ဆိုင်စစ်ကြောင်းကနည်းနည်းချင်းဒီဘက်မှာနည်းနည်းစိတ်လာတယ်ပြောရမှာပေါ့နော်အဖေဆိုကျွန်တော်တို့ဒီဘက်မှာကကမ္ဘာလူခွင်းထဲမှာကကျွန်တော်တို့ဒီဘက်ချမ်းဆိုရင်ကျွန်တော်စစ်ကြောင်းတစ်ကြောင်းလုံးကိုအခုလောက်ကြီးဒီဟိုဖြုတ်နိုင်နေဆိုတာမရှိသေးဘူးပြည်မလား။อืม ဖြစ်တဲ့လေအနေထားမှာရှိမထားတဲ့အကြောင်းမို့ဒီကောင်းလေးကအရန်ကဲပြီးတော့ဟိုအရန်ထင်သေးတာပါကျွန်တော်တို့သိရမလားอืมအရန်ထင်သေးတဲ့အပိုင်းနဲ့စစ်ကြောင်းတွေအများကြီးစိတ်လာတယ်စစ်ကြောင်းတွေဟိုဘယ်လိုပြောမလဲထင်းထင်းလို့ထိုးလာတယ်ပေါ့ဩထင်းထင်းလို့ထိုးလာတယ်စစ်ကြောင်းကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့အဲစစ်ကြောင်းကြောင်းလို့ဖြုတ်ထားတယ်ဆိုတော့အာမရှိရအတွက်ဒီကောင်းလေးနည်းနည်းလန့်နဲ့အာမရှိသေးဘူးထိုးလာပါတော့အဲအခုရတော့အဲကျွန်တော်တို့လည်းအဲစစ်ကြောင်းသုံးကြောင်းထွက်ခဲ့တာအဲတစ်ကြောင်းပြောသွားတော့နှစ်ကြောင်းတော့ပြောင်းဝင်ပြေးသွားပြီဟုတ်ပြီရော ပြန်ကိုပြန်လာကြမရှိတော့ဘူးတကြောင်။နာမည်မမေးလိုက်ရဘူးပေါ့။မမေးလိုက်ရဘူး။သွားမေးမလို့ဒီနေ့မှာ။အဲ့ဒါသူတို့ဆီ။ပြန်ပြီးသွားတယ်ကြောင်။စစ်ကြောင်းတွေကတော့ဒီရွေးကောက်ပွဲကာလမတိုင်ခင်ပေါ့နော်သူတို့လုံမဲ့အတူရောက်ရွေးကောက်ပွဲလုံးချင်တာဖြစ်တဲ့အတွက်သုတ်တင်းသူကထိုးမှာပေါ့နော်သူကစစ်ညင်ရပြီလားနော်အင်းစစ်ညင်ရပြီလားသူကသုံးသုံးပေါ့အဲလုံးပေါ့လုံးပေါ့ပြောပေါ့သုံးသုံးကကျွန်တော်တို့ဒီဘက်မှာလာတယ်တစ်သုံးသုံးတစ်သုံးသုံးသုံးလာပြီပေါ့ဆက်မကက်မှုကောင်နေဘယ်ပြေးပါလဲရောသိရမလားဩ အဲ့လိုအဲ့လိုအဲ့လိုလာလာမင်းကအဲ့သုံးရစ်တွေမေးကြည့်ပါလားလုံးပါအောင်သုံးရစ်ဆိုကျွန်တော်မေးတယ်ရမင်းကဘာလဲဆိုကျွန်တော်ကအနောက်ထိုင်ရပြကျွန်တော်ကလည်းဘာလဲဆက်သွေးကြီးတောင်းဝင်ကြညကျွန်တော်ဆက်သွေးကြီးကကျွန်တော်ကမေးပါလားကျွန်တော်သုံးရစ်ကြဟုတ်လားပြီးသွားရဆိုအဲ့လိုမျိုးနော်ကိုယ်စီရဖွဲ့ရမြားမိလို့ရတော့နော်ဒီကောင်လေးလုံးဝတတ်ပါဘောကျွန်တော်မင်းကပြောနေလေငါတို့ကြံတတ်ပါမင်းတို့ကငါတို့လူလူဆောင်ရတယ်မင်းကဆိုကျွန်တော်ဘောက်တီဖြစ်ရလဲဆိုသိရမလားအဲ့ဒီမှန်တဲ့ဆက်ဆက်ချောင်းနေသားကြီးမှန်ထားတဲ့ကောင်တွေအကုန်လုံးကျွန်တော်တို့ကဟိုဆောင်းတဲ့ ဟိုလုပြီးတော့ထမ်းပြီးကောင်းကိုဆွဲထုတ်လာတာဒီဘက်ကသူတို့လမ်းမလျှောက်ဟိုင်းတော့သိရမလားတော့သူတို့လမ်းလျှောက်လို့မရတော့အချိန်ဒီမှာဆိုတော့သူတို့ကအနာရှိတဲ့ဟာမှာစောင်းနေပါလိမ့်နဲ့သူတို့ဒီပါရဲစောင်းနေနဲ့ဘလုံးရှူထမ်းပြီးတော့ကျွန်တော်ရဲဘော်တွေနဲ့ဒါကိုင်းပြီးထမ်းကြတာကျေတာရန်သူနော်သူတို့ကလမ်းလမ်းလျှောက်ဖို့အနေထားအချိန်ဒီမှာမရှိတော့ဘူးသိရမလားလမ်းလမ်းလျှောက်လမ်းမလျှောက်နိုင်တော့ဘူးသိရမလားအဲ့လိုအဲ့လိုပြောတဲ့ကြောင့်မလို့အဲ့ဆိုရင်ထမ်းပါအောင်ရအောင်ထမ်းပါမင်းတို့ကလည်းတော့ငါတို့ပြစ်တဲ့ထားရေလုံးပါမင်းတို့ကတော့ထမ်းပါမင်းတို့ရအောင်ထမ်းပါစိတ်ကူပေးပါဟုတ်လားကျွန်တော်อืมကွာလိုက်တာကွာနော် ဖြစ်တဲ့ခံရတယ်အများကြီးရှိဟုတ်လားအေးခုနမေးချင်တာအဲ့ဒါလေကျစ်ကောင်စီကအဲ့ဘက်မှာစစ်ကြောင်းထိုးတဲ့ခါမှာဒေသခံပြည်သူတွေကိုဘယ်လိုသဘောထားလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါအဲ့ဒါလေခုနလိုဖြစ်စီဒေသခံပြည်သူဘယ်လိုသဘောထားလဲဆိုရင်ကျွန်တော်ပြောမယ်ဒီကောင်လေးစစ်ကြောင်းကတုံးတုံးဆိုတာကျွန်တော်အရင်နဲ့ရအောင်ရှိတယ်ကျွန်တော်တို့ PDF နှစ်ယောက်ကိုအရှင်းအလက်မီးရှို့တာလေဒီကောင်လေးစစ်ကြောင်းမယ်ဩတိပိမာလေတန်ညိုးနဲ့ချီပြီးတော့လေဟုတ်တယ်ဩဟိုလည်းဆိုရင်အေးမရင်းကျင်းတာလေဒီကောင်လေးစစ်ကြောင်းမယ်อืม ရောင်းနေစကြောင်းမယ်တုံးတုံးနဲ့တုံးတုံးအောင်အများဆုံးလို့ကြောင်းတင်ပါတုံးတုံးသူတို့သူတို့ပြောတာပါနော်တုံးတုံးနဲ့၆၆နဲ့လာရင်ရှောင်ပေါ့အဲလိုအဲလိုသူစိတ်စိတ်ကျင်ရပြီလားတုံးတုံးနဲ့၆၆လာရင်ရှောင်ပေါ့အဲလိုအဲလိုဩအဲဒီတကံပြည်သူနဲ့ပတ်သက်ရင်ဒါသူကရန်သူလိုကိုသဘောထားနေတဲ့ပုံစံမျိုးရန်သူလိုပဲကျွန်တော်ကပဲကျွန်တော်ကနေဘက်မှာကျွန်တော်နေဘက်မှာရန်ရန်သူလိုပဲသဘောထားတာဒီကောင်းကြီးကပြည့်မလားဩကျွန်တော်တို့တော်လိုင်းအင်အားစုတွေရောပြည်သူတွေရောဗာဒီကောင်းကရန်သူလိုပဲသဘောထား ကဲဒါတော့နော်ပိုပိုင်ချဲတော့သူတို့နေမှာဂျမစစ်ကောင်စီကတကယ်ပဲပြည်သူတွေလည်းရန်သူတွေတဘောထားပြီးတော့စစ်ကြောင်းထိုးလိုက်အကုန်လုံးကိုနှိမ့်ဆက်တက်ဖြတ်နေတာပဲဖြစ်ပါတယ်နော်ခုချိန်မှာဆိုရင်တော့ဒီစစ်ကြောင်းတစ်ကြောင်းလုံးကိုတိုက်ခိုက်နေတာတကယ်ပဲဝမ်းသာစရာသတင်းဖြစ်ပါတယ်နော်အဲ့ဒါများများတိုက်နိုင်ပါစေโอเคကျွန်တော်နားထောင်မဲ့သတင်းကတော့အခုဆိုရင်ဒီ DGB ခေါင်းဆောင်တွေထည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော် DGB တွေဒီခေါင်းဆောင်တွေကဆွဲခိုင်းဆိုသူတို့ဘယ်လိုဖြစ်နိုင်လဲဆိုတော့သုံးသပ်ပြထားတဲ့ USTV ဆိုင်ပြီးတော့တစ်ချက်လောက်ကြည့်အောင်နော်အခု DGB ရဲ့ခေါင်းဆောင်တွေနဲ့ ဟိုဘာတွေအဓိကထားလှုပ်ဆောင်တင်တယ်လို့ထင်တယ်ဗျာအခု DKBA ကောင်းဆောင်တွေကပြောနေတာသူတို့ကသူတို့နားမလည်ဘူးပေါ့နော်အခုလိုမျိုးဖြစ်လာပြီဆိုတော့ဟိုသူတို့အတွက်ပေါ့သူတို့နားမလည်တဲ့လူတွေအတွက်ကိုဘယ်လိုအကြံပေးချင်လဲဘာလုပ်ရင်အဆင်ပြေနိုင်မလဲဒီဒီ DKBA ကောင်းဆောင်တွေအတွက်နားမလည်ဘူးဆိုတော့ကကျွန်တော်ထင်တာအဲ့လောက်မတော့ဘူးလို့ထင်တယ်သူပအင်အားတောင်းနေတောင်းကနန်းဒီရှိတော့ပဲသူ control လုပ်ထားနိုင်တာပဲပြီးရင်သူ အာတော်မီမီတွေရှင်တို့တိုင်ဝမ်တွေရှိမဲ့တပည့်တော်မီတွေရှိမဲ့အဖွဲစည်းတွေတော့ individual ပါမဟုတ်တော့ဟုတ်တယ်မလားအဲ့တော့အဖွဲစည်းဆိုတော့အဖွဲစည်းမှာဘိုးတွေရှိတယ်ပညာတန်တဲ့လူတွေရှိတယ်ဘဟုတုတအတွေးချုပ်ရှိတဲ့လူတွေရှိတယ်ဘာသာစကားကျွမ်းကျင်တဲ့လူတွေရှိပြီးသားလေအဲ့တော့လေလအာဖို့လို့တယ်ပြီးရင်နိုင်ငံတကာဦးရဲ့ဘာရှိလဲဒီလောင်ကစားနဲ့ပတ်သိပြီးဘာရှိလဲမူရေးစေဝါနဲ့ပတ်သိပြီးဘာရှိလဲလူကကုမှုဦးရဲ့ဦးရဲ့ဘလောက်ထိပြင်းထန်တယ်အဲ့ဒါတွေကိုလေလပြီးရင်ခုနကကျွန်တော်ပြောသလိုမျိုးပဲ ပြောင်းဖို့ဗျာကိုယ့်ရဲ့လုံရံနဲ့တိတ်တိတ်ပြောင်းမဲ့ဆိုရင်တော့အအကောင်ဆုံးနီလန်းပဲလို့ဖြစ်လိမ့်မယ်အချာနီလန်းကတော့ any reason no one accept the law is law ဒါပဲသူကဘယ်သူမှလက်မခံဘူးလေဥပဒေဥပဒေပဲအဲ့လိုမျိုးဒီနေရာမှာဟိုတခုကျွန်တော်တို့ဝေဖန်စရာရှိတာထိုင်းနဲ့ပတ်သက်တဲ့အခြေအနေပေါ့နော်ဒီဖြစ်စဉ်တွေလာဝောကမ္ဘောဒီးယားရောမြန်မာမှာရောဖြစ်တာဒီ hub ကအဓိကတဆင့်ကန်ထိုင်းရလာလေ သူကိုစီမင်းဆိုင်ဟုတ်တယ်တုံးတယ်တိုင်းရဘိုးချက်မှဖြစ်တယ်ထိုင်းဒီအာနာပိုင်းနေရဲတွေကလက်စားပြီးသူတို့ကတဆင့်သွားတာခုနဟိုဟိုနေဆက်ဖြတ်ကျော်ဂိုင်းနေရလေတော့ထိုင်းထဲမှာလည်းရှိတယ်ကုမ္ပဏီတွေသူတို့ကကြာတော့အမေရိကန်ကဒီဒီဘာမှဟိုပြောပုံမရဘူးထိုင်းကိုနည်းနည်းပပသူတို့တတိပေးတာမျိုးတော့မတွေ့ရဘူးထိုင်းကိုဆိုအဲ့ဒါတော့ဘာဘာကြောင့်လို့ထင်လဲကျွန်တော်ဒီကလောက်ကတတိပေးတာတွေရှိတယ်ဒါပေမဲ့ public မထုံဘူးပေါ့လေနော်သူတို့အချင်းချင်းပေါ့လေနော် အာထိပ်ပိုက်အစုအပိုက်ချင်းချင်းအရာရှိပိုက်ချင်းချင်းအပြန်လာအစဲအသွဲတွေပြောဆိုနေတာတွေတတိပင်းနေတာတွေရှိတဲ့ထိုင်းနိုင်ငံကတော့ပမာထဲဆော့ရင်ပွေလင်းမှုရှိတဲ့ဥပဒေစိုးမှုမှုရှိသလောက်ရှိတဲ့သလောက်ရှိတဲ့အနေအထားမျိုးဖြစ်တတ်ပါလေနော် ပြီးရင်တည်င်းတွေကိုလည်းဟိုလွတ်လွတ်ကူကူနဲ့ရယူနိုင်တယ်အပြန်လာ ဖလင်တာတွေပါတယ်လုံနိုင်တဲ့အစိုးရဆိုလဲအစိုးရလိုက်ပေါ့လေနော်ရဲဆိုလဲရဲစစ်တမ်းဆိုလဲစစ်တမ်းသတင်းဌာနဆိုလဲသတင်းဌာနတွေချင်းချင်းအဲ့ဒါတွေရောယူနိုင်တဲ့ data မျိုးရှိတဲ့အခါကျတော့တိတ်ပြီးတော့ဟိုရှင်းရှင်းပြောမယ်ဆိုပမာပြီးမှလို့ဟိုထိတ်ချုပ်ထားတာပြီးနေထားတာမရှိတဲ့အခါကျတော့မကြခင်မှာအာပြည်ပြောင်းလဲရည်တွေဖြစ်လိမ့်မယ်အစိုးရလည်းပြောင်းလဲမှဖြစ်သလိုဒီဟိုရဲဌာနအတွင်းမှာလည်းအပြောင်းလဲတွေဖြစ်လာနိုင်တယ်ဒီသာရှိတယ် ကဲဒါတော့ဗောနဒီကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့ဒီသတိပေးတဲ့ဟာတွေအေးအေးမဲဟာတွေကိုသုံးသပ်ပေးထားတဲ့ video file မျိုးဖြစ်ပါတယ်เนาะအဲ့တော့မကြခင်မှာတော့ဒီကြားပြန်ကိစ္စမှာတော့အမေရိကန်ပါဝင်လာပြီဆိုရင်ထူးခြားမှုတွေထွက်လာမှာတော့သိကြတယ်เนาะအခုတော့မှထူးခြားလုံးလို့ဗောနအဆောက်အဦတွေယာနေကြီးသူတို့ဖြစ်စည်းနေရပြီဗောနအဲ့တော့ဒီစုံစမ်းထောက်လှမ်းမှုတွေကကျွန်တော်တို့ဒါမသိသေးတာအထဲမှာတော့ရှိနေလောက်ပြီเนาะအဲ့တော့ဘယ်လိုမျိုးတွေကင်တွေမလဲဆိုတာလည်းကျွန်တော်တို့စောင့်ပြီးစောင့်ကြည့်အောင်ဖြစ်ပါတယ်ဒါအပြင်ဒီ social media ဆရာဗောနဒီထိုင်းကနေ တရုတ်ကိုအမြန်ပြန်ပို့လိုက်တဲ့ကိစ္စလေဒါအမေရိကန်ကိုကြောက်လို့အာသူတို့အမြန်ဆုံးလက်ဆဖြောက်တဲ့အနေနဲ့ပို့တယ်လို့လည်းတုံ့တက်နေကြတူရှိတယ်ပေါ့နော်။ဘာလို့ဆိုတော့ထိုင်းနိုင်ငံမှာထားပြီးမှဒီအမေရိကန်လက်ထက်ရောက်ပြီးမှစစ်မေးတယ်ဆိုရင်ဒါတွေကအာပြန်ပေါ်နိုင်တယ်ပေါ့နော်။ဘာလို့ဆိုတော့တချို့တွေကဒီဒါကအဲ့တယောက်ကဒီရှီချင်းဖင်ရဲ့ တူယုံလို့လည်းပြောတယ်ပေါ့နော်သူတို့ရဲ့ခိုင်းထားတဲ့လူတွေပြောတယ်အဲ့တော့ကျွန်တော်တို့ကတော့နားမလည်ပါဘူးပေါ့နော်ဒီဥစားဒီပုံမှာအာတော်တော်လေးကိုထူးခြားတဲ့အနေအထားတွေ့လာပါတယ်နော်အခုလောလောဆယ်တော့ DGB က၄ယောက်ကတော့တော်တော်လေးကိုခေါင်းကိုက်နေမှသိကြပါတယ်နော်မကြခင်လဲမေးအောင်လိုက်ပါခေါင်းကိုက်မဲ့အနေအထားတွေရောက်လာရင်တော့အကောင်းဆုံးပါပဲနော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတော့ပြီးတော့ဒီရောက်ဆိုင်2ပဲကျေးဇူးတင်ပါတယ်ညကြပါနောက်ထပ်သတင်းတော်တွေပြန်တွေ့ကြမှာနော်